မျက်နှာဖုံးကိုကြည့်ပြီးတော့စာအုပ်တုပ်ကိုမဆုံးဖြတ်နိုင်ဆိုတဲ့စကားရှိတယ်။အဲ့စကားမှန်တယ်။ဒါပေမဲ့စာအုပ်ချင်းတူတယ်ဆိုလို့ရှိရင်တော့မျက်နှာဖုံးပိုလှတဲ့စာအုပ်ကိုပဲကျွန်တော်တို့ရွေးမိမှာပါ။အဲကျွန်တော်တို့စာအုပ်စုတဲ့သူတွေကြားထဲမှာအဲ့ cycle တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့အဲနည်းနည်းမျက်နှာဖုံးပကြီးတွေကိုယူတွတ်တဲ့ဟာပေါ့နော်။ယူတွတ်တယ်လို့ပဲပြောမလား။တံမိုးထားရလို့ပဲပြောမလားပေါ့။အဲကျွန်တော်စာအုပ်တွေဘာတွေရောင်းတော့ဆိုလို့ရှိရင်လည်းအဲ့လိုလူတွေအများကြီးတွေ့ဘူးတယ်။ သူတို့မျက်နှာဖုံးကိုကြည့်ပြီးတော့ဇာုပ်ကိုဝယ်ကြတချို့ဇာုပ်တွေဆိုသူတို့စီမှာရှိတယ်အခုအစ်စ်ထွက်ထားတဲ့ဇာုပ်ရှိတယ်ဒါပေမဲ့ဇာုပ်ရှိရဖက်လက်ဖက်ပြီးသွားပြီအဲဒါပေမဲ့နောက်ထပ်မျက်နှာဖုံးလေးကိုကြိုက်လို့ဆိုပြီးတော့ပြန်သိမ်းဖို့လာဝယ်ကြတဲ့သူရှိတယ်အဲကျွန်တော်လည်းအဲ့လို YouTube မှာအဲ့လိုတံပိုးထားမှုလေးတွေရှိတယ်ဥမာဆိုပါဆိုဗျာဒီမဲ့ဒါဥတုမောင်ရဲ့ကွန်စကားပေါင်းချုပ်ဒီဇာုပ်ကအဝါပေါ့ အခုလောလောဆယ်စိုင်းနေမှာရှိရဒါပေမဲ့ဒီအဖုံးနဲ့မဟုတ်တော့အဖုံးတင့်နေပေါ့နော်နှစ်အုပ်တွဲပေါ့နှစ်အုပ်တွဲဟိုမှာဒါပေမဲ့ညနှဖုံးဒီဇိုင်းကကျွန်တော်တို့ကြိုက်တဲ့အနေထားမဟုတ်ဘူးကြာဟိုရန်ကြီးကြိုက်မနေဘူးအဲဒါပေမဲ့ဝယ်မယ်ဆိုတော့ကျွန်တော်ကအရင်တော့စောက်တီလေးရောင်းလို့ဆိုကျွန်တော် promotion ရတယ်ဟို percent တစ်ခုကျွန်တော် short ပေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလိုအချိန်မှာဝယ်မယ်ဆိုရင်ကျွန်တော်ကအဲတေးကြတဲ့1800 1900လောက်ပေါ့ကျွန်တော်ဝယ်ခြင်းပေါ့နော် ဒါပေမဲ့ကျွန်တော်မဝယ်ဘူးဘာလို့တုံးဆိုတော့ဒီဒီအဖုံးမရမကကျွန်တော်လိုက်ရှာလိုက်ရှာတယ်လိုက်ရှာတယ်ဆိုတော့ကျွန်တော်ဒီဘန်ကောက်ရောက်มาပဲမြန်မာပြည်အဟောင်းဆိုင်ဒီဇိုင်းမှာအဲလိုင်းပေါ်မှာတင်ထားတာတွေ့တာပေါ့နော်တွေ့တော့ကျွန်တော်မှားလိုက်တယ်ဆိုတော့ကျွန်တော်ဟိုမှာအစ်စ်ကို2000အောက်နဲ့ရမှာဒါပေမဲ့ကျွန်တော်ကဒီဟာလေးကို2000ခွဲပေါ့နော်ဒလီကတွေဘာတွေအပါဆိုရင်3000လောက်ရှိရယ်အဲ3000လောက်ပေးရတယ်ဒါပေမဲ့ဆာရွက်ကလည်းအဟောင်းပေါ့နော်ဒါ ူများအဟောင်းလေးပေါ့အဲ့လိုဟာလေးကိုကျွန်တော်ကရတယ်ဒါပေမဲ့ကျွန်တော်ကအခုအခုမူထက်ကျွန်တော်ပိုကြိုက်တယ်ဘလုံးဆိုဒီစာရေးသူရဲ့ဒီပကြီမျက်နာပေါ့နော်ဒါလေးကိုကျွန်တော်တော်တော်လေးအဲ crazy ဖြစ်တယ်တန်ဖိုးထားတယ်ပေါ့ဗျာအဲ့လိုအဲ့လိုအပိုင်းလေးရှိရကျွန်တော်နောက်တစ်ခုရှိသေးတယ်အဲ့ဒါကတော့ဘာရောဆိုတော့ဒီတကောင်ရံလွတ်လပ်ရေးနောက်တစ်ခုမဟုတ်တော့တကယ်တမ်းတစ်ခုမကောက်အများကြီးရှိရဒါပေမဲ့ဟိုအခုလောလောဆယ်ပြစီရနှောက်ပဲရှိရ ဆိုတော့ဒါဆိုရင်တကောင်ရံလွတ်လပ်ရေးကျွန်တော်စီမှာအရင်တော့ကတကောင်ရံလွတ်လပ်ရေးနောက်တအုပ်ရှိပြီးရေလောကတစ်ကထွက်တာအဲအဲ့ဖုံးလေးကိုလည်းလှတော့လှပါတယ်အတူတူအဲဒီဖုံးကိုကျွန်တော်ပို့ကြိုက်တယ်ဒီနှဖုံးပကြီးကဆရာဝတ်တုံရဲ့ပကြီးဆိုတော့ပို့ပြီးတော့ကျွန်တော်တံပိုးထားမိတယ်အဲ့တော့ဟိုဟိုအုပ်ကိုကျွန်တော်ကထုတ်ရောင်းပြီးတော့ဒီအုပ်လေးကိုပဲကျွန်တော်ကတင်ထားတာပေါ့နော်အဲ့တော့ကျွန်တော်စီမှာအဲ့လိုစာအုပ်တွေအများကြီးရှိသေးတယ်ကို့မှာစာအုပ်တအုပ်ရှိပြီးသားဒါပေမဲ့အဖုံးလေးကိုကြိုက်လို့ပြန်ဝယ်မိတဲ့ ဟာတွေပေါ့နော်ပြန်သိမ်းထားကျင်တာလေးအဲအဲ့ဒါလေးတွေကိုကျွန်တော် ရောက်လာလို့ရှိရင်ထပ်ပြီးတော့ပြပေးအောင်မကြုံရင်ကြုံသလိုပြပေးသွားမယ်အခုလည်းရှိမလားတော့မသိရှာကြည့်ရအောင်ပါကျေးဇူးတင်ပါတယ်